တင်းဘောသဖန်းပင်ဥပမာအခြေပြုကြမ်းချက်ယူဒမျိုးနှင့်ဣသရေလမျိုးသားတို့သည်ဒံမျိုးမှဆ ảy ၍ပေရရှိဘမျိုးတိုင်အောင်အသေးသေးမိမိစပြစ်ပင်မိမိတင်းဘောသဖန်းပင်အောင်မှညှိဝှစွာ နေရကြ၏ဓမ္မရာဇဝင်တတရားဆောင်ခန်းကြီး၄အငယ်25အရွယ်နှင့်ပြည့်စုံသောတင်းဘောသဖန်းပင်ကိုအဝေးကမြင်လျေတင်းဘောသဖန်းသည်ဆွတ်သောအချိန်ကာလမရောက်သေးသောကြောင့် ထိုအပင်၌အသီးကိုတွစ်ကောင်တွစ်လိမ့်မည်ဟုကြွသွား၍ရောက်သောအခါအရွက်ကိုသာ တွစ်တော်မူသည်ရှိသော ယခုမှဆ၍အစင်မပြတ်တေဤအသီးကိုအဘယ်သူမျှမစားစေနိုင်ဟုမိတ်တော်မူ၏ရှမကုခရစ်ဝင်ကျမ်းခန်းကြီး7အငယ်73ကနေ74အရှိလေပိုင်းဒေသရှိနိုင်ငယ်တို့သည် ပူပြင်းသောရာသီဥရုရှိ၍ຫນွေခါရင် အရေးကောင်းကောင်းရရန်ခက်ခဲပါသည် သူဖြစ်၍ယူဒလူမျိုးတို့သည်မိမိအိမ်အနီးအနားမှာအယဲရမည့်အပင်ကိုလိုလားတောက်တကြပါသည်ဤအမှုရာအတွက်သင်္ဘောသဖန်းပင်ဤကြီးမားသောအရွက်နှင့် ပြက်ကားအုပ်ဆိုင်သောအကိုင်းခဲတို့ကြောင့်ဖြစ်ပါသည်တမန်ကျမ်းစာ၏အပင်များဆောက်အောင်၌သင်္ဘောသဖန်းပင်အယိတ်သည် ရွက်ဖြင့်တဲထက်ပို၍လန်းဆဲအေးမြသည်ကို ဖော်ပြထားပါ၏ စင်းသားအများသည်တနစ်တာလုံးနေဘူးကျဲကျဲမှပင်ပန်းစွာလောက်ကန်ရှာဖွေပြီးနောက်ညနေပိုင်းတွင်တင်ပေါ်သဖန်းပင်အောင်၌မိသားစုလိုက်အနားယူအပန်းဖြေကြပါသည်ထို့ပြင်တင်ပေါ်သဖန်းပင်သည်မြစ်သည့်မြေပေါ်တွင်မဆူပေါက်နိုင်သည်ဇွန်လမှစ၍အသီးလိုင်လိုင်ထွက်သောအော်ဂိုလာအိနောက်ပိုင်းတွင်တနစ်လုံးစားသုံးရန်အသီးကိုအချောက်လန်းလေးရှိကြသည် သင်္ဘောသဖန်သီး၆မြားကိုတခါတည်းရန်ဗာရာစစ်များထည့်၍မုတ်လုံးများအဖြစ်ထောင်းထားလေးရှိကြသည်ဤသဖန်သီးမုတ်တို့သည် လွယ်ကူစွာသင်ဆောင်စားသုံးနိုင်သည့်အပြင်၎င်းတို့သည်အာဟာရလည်းရှိအရသာလည်းရှိ၏ပညာသတိရှိသောအပိကေလသည်ထွက်ပြေးတိမ်းရှောင်နေသူများအားစစ်လျော်သောအစာဖြစ်မည်အထင်နှင့်တေဘောသဖန်သီးပြင်ပြားနေရာကိုဒါဝိအားပေးခဲ့ဖူးသည်တရားခန်းကြီး25အငယ်16 29 ဆိုလိုသည်မှာတင်ပေါ်သဖန်းပင်အသည်သည်ယူဒလူတို့အတွက်အစာအာဟာရကို ဖြစ်စေသည်တင်ပေါ်သဖန်းပင်အောက်မှာငိမ့်ချန်းစွာအနားယူ၍တင်ပေါ်သဖန်းပင်ချူချူကို စားရသော စီစဉ်ကိုဣသရေလတို့သည်အမှန်ပင်တောက်တကြပါသည်တရခန်းကြီး၄အငယ်၂၄နဲ့၂၅တွင်ရှင်ပြေရှောလမုန်လက်ထက်မှစ၍မိမိအသင်ပေါ်သဖန်းပင်အောက်တွင်ထိုင်နေခြင်းသည်ငြိမ်းချမ်းသာရသောကောင်းစားကြွယ်ဝခြင်းကိုတင်စားထားပါသည်။ ။ဤအကြောင်းအရာသည်လူတို့အားမိမိလုံသမျှကိုငြိမ်းချမ်းစွာခံစားနိုင်ဖို့ဘုံကြီးသောဘီရင်တစ်ပါးရှိဖို့လိုကြောင်းတွင်တင်ပါသည်။ယနေ့ကျွန်တော်တို့ဤဘဝများငြိမ်းချမ်းသာရခြင်းကောင်းစားကြွယ်ဝခြင်းရဖို့ဒီနေ့အားဖြင့်မိမိစိုက်သောသင်္ဘောတဖန်းပင်အောက်မှနေဖို့ဘုံကြီးသောဖျားခင် အုပ်ဆိုးခြင်းကို ခံယူရန်လိုအပ်ပါ၏။အသေးမဲ့သောသင်္ဘောတဖန်းပင် ဓမ္မတိကျမ်းစာ၌သခင်ယေရှုကြိမ်ဆိုသောသင်ပေါ်သဖန်းပင်အကြောင်းမှာထင်ရှားသည်ဘေဒနိရွာမှပြန်ဘက်ဖာဂေရွာအနီးသို့ရောက်လျင်သခင်ယေရှုသည်အရွက်စိမ့်စိမ့်လန်းလန်းနှင့်သင်ပေါ်သဖန်းတပင်ကို မြင်လေသည်အနာသို့ချီကဲ့၍အသီးကိုရှာမတွေ့သောအခါကြိမ်ဆိုခဲ့သည်နောက်တစ်နေ့ထိုလမ်းမအပြင်တွင်ကြိမ်ချေးခံရသော အသီးမဲ့သဖန်းပင်သည်၆သွေးလျက်ရှိသည်ကိုတွေ့ကြရပါသည် တေဝသဖန်ပင်သည်အမြင့်ရှိ၍ပေါ့လွယ်သောအပင်ဖြစ်ပါသည်ယူဒပြည်တွင်နေရာမွေရှင်သန်ပုတ်ဖွား၍အရွက်မြတ်မြိုင်အသီးလန့်လန့်ရှိကြသည်အထူးသဖြင့်ဘက်ဖာကေရွာသည်တေဝသဖန်သည်အားဖြင့်ထင်ရှားသည်ဘက်ဖာကေ၏အတိတ်ပင်မှာတေဝသဖန်သည်သီဥသီးဖြားထွက်ရာအရက်ဖြစ်သောကြောင့်ယူရတပြည်လုံးတွင်အသီးအဖျားပေါများစွာထွက်သော နေရာဖြစ်ပါလျက်သခင်ယေရှုတုံ့ကြိုက်ခဲ့သောသဖန်ပင်က အရွက်သားမြတ်ဤအသီးကားမလိုက်ခဲ့ပါစစ်စစ်တင်ပေါ်သဖန်းပင်ကွန်ထရက်သည်အရွက်နှင့်အသီးနှစ်ဌာနပြဝဆုံနေရန်ဖြစ်တော်လဲထိုအပင်တွင်အသီးမတင်သောကြောင့်တန်ဖိုးမရှိဖြစ်နေပါသည်ယုံကြည်သူများသည်တင်ပေါ်သဖန်းပင်အားဖြင့်သုံတင်ခြင်းကို ခံရပါ၏ပြပအနေနဲ့တန်ဆွမ်းပုံရကြပါသည် ကိုကာယជីវာတိုးတက်လျက်လောကဝဓမ္မဝကြည်ပွန်ကြပါသည် ကြီးသောအရေးများကိုပေးနိုင်၍လူအများအောဖွဲ့အနေထားရှိပါသည်သို့သောအတွေ့အကြုံ၌မူအသီးမဲ့နေခြင်းကဖျားသခင်စိတ်တော်နှင့်မတွေ့နိုင်ပါထို့သို့သောတင်ပေါ်သဖန်းပင်နှင့်တူသောယုံကြည်သူများသည်ကြင်ချင်းကိုခံရ၍အလင်းအမြန်သွစ်ချောက်နိုင်ပြီးကိုသင်ခန်းစာယူသစ်ပါ၏သို့သောဆုံးဖြတ်ချက်သည်အလင်းအမြန်ရောက်လာခဲ့သည်မဟုတ်ပါယေရှုသည်၃နှစ်တိုင်အသီးမသီးသောတင်ပေါ်သဖန်းပင်ကို ပန်ရှင်ကခုတ်မြေပြူဥယျာဉ်ဆောင်ကတခင်ယခုနေ့ရှိပါစေအောင်အကျွန်ုပ်ဒီအပင်နာပက်လေကို တူဆွားနောက်ချေဖို့ပါမည်အသီးသီးကောင်းသီးပါလိမ့်မည်သို့မဟုတ်နှောင်းမခုတ်တော်မူပါလူကာခဲ73အငယ်9မှ9ဟုဥပမာပေးခဲ့ပါသည်တခင်ခရစ်တော်၏အချိန်ပေးခြင်းစစ်ရှိခြင်းကို နားလည်ရန်လိုပါသည် တခင်ဤမျော်လင့်ချက်ကိုမပြည့်စည်စေဘဲစူးစား၍သီးပွတ်သောတေဘောသဖန်ပင်သည် ခုတ်ချင်းနဲ့กินလို့ပါမည်အသီးမဲ့သဖန်ပင်မဖြစ်အောင်ယုံကြည်သူတိုင်းကြိုးစားရပါမည်အသီးသီးသောသင်္ဘောသဖန်ပင်ပေါ်မြေကောလင်းမှာကျတော်ကျောင်းနေတော့ကောလင်းနဲ့မလန်းမကန်းမှာတောင်ဝိုင်းဆေးုံတိုက်ဝါကြီးရှိနေခဲ့ပါသည်ထိုတိုက်ဝါကြီးမှာအေးပြားယောဂတဲ့တွင် ရှိနေကြပါသည် အရင်ကတော့ခက်တွတ်ပါပဲသို့သောထိုတိုက်ဝါကြီးသို့ဆရာဝန်ဒေါက်တာဆိုဝါထူရောက်လာသည့်နောက်ပိုင်း ကောလင်းနဲ့တိုက်ဝါရင်းနှီးခင်မင်ကြတဲ့ဖြင့်သွာလာဝင်ထွက်ခဲ့ကြရပါသည်ဆရာဝကြီးအိမ်မှာပဲလူနာများချက်ပြုတ်ကျွေးမွေးသောစိတ်သားဟင်းကို စားတောက်ခဲ့ရပါသည်ဆရာကတော်နော်သပလေးကိုလည်းထုနေရာမှာစတင်၍တွေ့ပူပါသည်ကိုစား၍နှခမ်းရဲရဲနှင့်လှပသောကင်ရင်အမျိုးသမီးသည်ခင်ပိုးတဲ့ကိုချေ၍လူနာများအေးပြားယောဂသင်များကိုမဆကူညီပေးပါသည်ခင်ပိုးတဲ့ကဆရာဝဖြစ်၍ပညာတတ် မိမကလည်းအုတ်ချွေရမှုတောင်ကိုထမ်းရွက်ခဲ့ရာတကယ်ပဲစေယုံသဒ္ဒနာအတွေ့တွဲဖက်ကောင်းအကံစစ်စစ်အမှန်ဖြစ်ခဲ့ပါသည်။ဖျားကြည့်သည်စောဝါထုနှင့်တို့ပလီကိုစနီးမောင်နှံအဖြစ် တွဲဖက်တပိုးတည်ခဲ့ပါသည်။အိမ်ထောင်တစ်ခုကိုပြုစု၍သာသမီ ပွားစီခဲ့ကြပါသည်။တပန်စောဝါထုနှင့်နော်တပလီကိုဆေးုံသဒ္ဒနာမှာလှုပ်ဆောင်ဖို့ရန်လက်တွဲဖက်တပိုးတင်ခဲ့ပါသည် သူတို့တာဝန်ကျင့်လွန်ခဲ့ပါသည်တရာမူးလေစကားနှင့်ပြောရရင်ပူပူသာလှုပ်ခဲ့ကြပါ၏ရွှေရွှေလန်းလန်းထန်းဆောင်စက်ကဲခဲ့ပါသည်လှုပ်ခဲ့သောဆယ်နှစ်ကတော့ဇနီးသင်မှာသွေးကင်စာယောဂရလာပါသည် ပြင်းထန်သောဤယောဂကို ခန္ဓာရည်ရှိသူရှားပါပါသည်ဝိရဏဈာမကြိုးစား၍အသက်ရှင်သည်ဈေးကူးသည်ဆွတောင်းသည်အသက်ကိုမရမကရှင်အောင်ရုန်းကန်သည်ကိုတွေ့ရရင်အမတ်တပွဲချစ်သောကြောင့် စစ်မကောင်ဖြစ်စွာနဲ့ပဲအာပင်ရင်ချီကျူးခဲ့ပါသည်အမတကယ်ခိုင်မာတာပဲဒီယောဂါကိုနှစ်ကြာကြီးခုခံနိုင်တာအော်မီတယ်ဟု ကျတော်ကသူမကို ပြောလေသူမက ပြုံး၍ငါမှတောင်းဝရှိသေးတယ်တောင်းဝမကြည့်သေးဘူးလေဟု ဖြစ်ပါ၏ဘာတောင်းဝရှိသေးလို့လဲဟုအငိမ့်စားယူပြီးတော့သူမကို မေးလျင်သူမကခင်မိုးတဲ့ကိုကြည့်ရင် သူ့ကိုထောက်မပေးရမယ်ကူညီရအောင်မယ်စောက်ရှောက်ရအောင်မယ်ဟုဖြစ်ပါသည် အဲ့ဒီတုန်းကခင်မိုးတွေကကြကြမမအကောင်းပဲကတိနောက်ရှင်းနှစ်ကြာသောအခါခင်မိုးတွေဆုံးပါ၏ထိုအချိန်တည်းနော်တပလီအသက်ရှင်သေးသည်ခင်မိုးတွေဆုံးပြီးဆယ်ရက်ကြာကြာမှပဲသူမလည်းခန္ဓာဆဲ၍ကောင်းကင်နိုင်ငံသို့လိုက်ပါဝင်စားပါသည်သူမပြောခဲ့ဘူးသောသူကိုဆောက်ရှောက်အောင်မဲ့ဟုသောစကားကိုတတိယလျက်ဝင်မြပါ၏သူတို့ရဲ့သက်တာသည်တကယ်ပဲအသေးများနှင့်ပြည့်နေသော တေဘောတဖန်းပင်နဲ့ဆင်တူပါသည်မိမိအတွက်တော်လကောင်းဖျားခင်အတွက်တော်လကောင်းအခြားသူအတွက်တော်လကောင်းတကယ်ပဲအသီးသီးနိုင်သဖြင့်အားရစရာအားကျစရာအသက်တာဟုဒီမှန်ရပါသည်သူတို့ကဲ့သို့စနေမောင်နဲ့အတွဲညီညီအသီးသီးသော သူနေရာကိုကျန်းစာထဲမှာတွေ့ရပါသေးသည်တိကောခန်းကြီးဆက်ချငယ်ဆက်ကိုအင်္ဂလိပ်ကျန်းစာမှာတော့အာကူလာကိုအခွိလဟူရလကော ပြကီလာကိုပရစ်ဆဲလာဟူ၏၎င်းဖန်ရပါသည်ထိုစနီးမောင်းနယ်သည်တမေရောများနှင့်အသင်းတော်တိဆောက်ရေးမှစူးစားစကက်ခဲ့သူများဖြစ်ကြပါသည်ဂျူမီဘာများမှမွေးဖွားသောအရှမိုင်းနဒေတာမှအကူလာသည်ယောမမြို့သူပြကီလာနှင့်အင်ထောင်ကြပြီးနောက်တင်းရှင်ချုပ်သောအလုံးနှင့်အသက်မွေးကအေးအေးချမ်းချမ်းနေထိုင်ခဲ့ပါ၏သို့တော်လည်းယောမမြို့ကိုအုပ်စိုးသောဘင်ကဂျူးလူမျိုးများကိုအမျက်တော်ရှိ၍ ဂျူးအလုံးကိုမြွတ်တော်မှနင်းထုတ်လျင်သူတို့မောင်နှံခမလက်လွတ်ခွတ်ကျွပြေးရပါသည်ဂရိနိုင်ငံတောင်ပိုင်းအခရပြည်ကောရီသူမျိုးစီတို့ရောက်လျင်ရဲဝေးပြည်ကိုအောင်မေ၍တဲရှင်ချုပ်တော်အလုံးနိုင်နေထိုင်စဉ်တမဲရော်ရှင်ပေါ်လူနှင့်တွေ့ဆုံပြီးနောက်ခရိယံများဖြစ်လာခဲ့ပါသည်တမဲရော်ကြီးနှစ်တနစ်ခွဲအတူနေထိုင်ပြီးနောက်တမဲရော်ကြီးကအေဖဲမျိုးတို့ဆက်လက်ထွက်ခွာသွားလျင် သူတို့လည်းလိုက်သွားခဲ့ကြပါသည် တမန်တော်ကြီးကအေဖဲမြို့မှာဆက်လက်ထွက်ခွာသွားလေတော့သူတို့မလိုက်နိုင်တော့ပဲအေဖဲမြို့မှာဂျန်နေရစ်ကတဲရှင်ချုပ်စီးပွားရှာရင်သူတို့အိမ်ကိုဟုတ်ပြုတ်ကိုကွယ်ရန်အတွက်အေဖဲတပည့်တော်စုကိုအသုံးပြုခွင့်ပေးခဲ့ပါ၏နောက်ပိုင်းတွင်အီဂျစ်ပြည်မှရောက်လာသောတရားဟောဆရာအာပေါလုကိုကူညီပေးပါသည်တဖန်တမန်တော်ကြီးရှေပေါလုကအေဖဲမြို့သို့ပြန်လာ၍၃နှစ်ကြာအောင်နေထိုင်လျက် သူတို့ဇနီးမောင်နှံကလှုပ်ကြွေးမှဆပါ၏အတန်ကြာလျေယောမမျိုးရှင်မြေကသူများကိုယောမမျိုးတို့ပြန်ဝင်နေထိုင်ခွေပေးသည်ဖြင့်အာကူလာနေပကီလာတို့ဇနီးမောင်နှံသည်ပြန်သွားကြပါ၏အခက်အခဲတစ်ခုကိုဖျားသခင်ကဤဇနီးမောင်နှံအသက်တာထဲသို့ချက်ပေးလိုက်လျင်အချိန်ဤပြက်ပြားဘေးရန်များ၍ပြေးလွှာရလျက်မောပန်းပါ၏တော်တော်လေသူတို့ခရိယံဖြစ်ရသောအခွင့် အေဖက်အသင်းတော်ကိုစတေလက်ခံမဆရသောခွေဓမ္မဆရာများနှင့်ဓမ္မတော်များကိုကူညီရသော အခွေကိုရခဲ့ကြပါသည်အချိန်တန်လျင် ရွှေလန်းရဲ့ယောမမြို့သို့ပြန်သွားရပါသည်ထို့ပြင်အသင်းတော်သမိုင်းမှာစနီးမောင်နှံဤတွဲဖက်လျက်ရှိသောနာမည်ကထောင်ဝစီရှင်သန်ပါသည် အာကူလာနှင့်ပိကီလာဝိညာဉ်အသေးသေးနိုင်ဖို့သခင်ယေရှု၏ချိန်ချင်းကြောင့်သင်ပေါ်တဲ့ဖဲပင်သည်တင်ဆောင်ခဲ့ရပါသည် ူအပြစ်ကတော့အသေးမသေးသောကြောင့်ဖြစ်ပါ၏။တကယ်ဆိုရင်သူမှာအရွက်ဖားဖားရှိပါ၏။အရေးကလေးတော့ပေးနိုင်ပါသည်။တို့တော်လဲအရေးပင်းယုံများနဲ့သခင်ယေရှုကမကျင်နဲ့ပါတေချာပေါအတိတိရပါမည်တို့တော်လဲခရိယံများသည်လောကအမှုအရာ အငန်းတာများသောဝိညာဉ်အတိတိရန်နှောင့်နေပါသည်မေလျောတတ်ပါ၏ခရိယံပြည့်ပြီဆိုတာကြောင့်ကျင်နဲ့နေ၍မရကြောင်းနှုတ်ကပတ်တော်ကဖော်ပြပါ၏ ခရီးရဲ့ပီပီသတ်သတ်နေထိုင်သက်ရှင်သွားသောအခါဝိညာဉ်အစည်းကိုလည်းမဖြစ်မနေသိပေးရမည်အားထုတ်ရမည်ဖြစ်သည်စိမိကြောင့်ထိုးသောအလေးထားမှာကျွန်တော်တို့ငယ်ငယ်တုန်းကခစ်စားပါ၏လူကြီးသူမတွေလိုပေါင်မအပြိထိုးကွင်းထိုးထားမျိုးတော့မဟုတ်ပါနာကျင်သောဝိဒနာကိုမခံနိုင်တော့မလက်မောင်းမှာအသက်နှလုံးကိုမြားဆိုင်နေသောပုံ ါမှမဟုတ်တက်တိဇွဲစသောစာလုံးများကို ထိုးကြပါ၏အချို့ကတော့လက်မောင်းမှာလက်ဝါးကားရိုင်ပုံကိုထိုးကြပါသည်လပတိကိုအောင်မြင်၍ထိုအယုတ်ကိုပဲသူများမြင်အောင်ပြရကြွားရပါသည်ကျတော်ကတော့ယူပပေါ်နှင့်နေစီပန်းထိုးထားပါ၏နောက်ကမှနေစီနှင့်အိမ်ထောင်ကြပဲအခြားသူနေညာတော့ကလက်မောင်းပေါ်ကနေစီပန်းကပြဿနာဖြစ်လာပါ၏ ဖြက်ပစ်ချင်တော်လဲမရမဖြက်ဘဲနေတော့လဲစင်းနေတယ်ကကြည်လီမလုံမလဲနဲ့တော်တော်ခွာကြပါသည်တကယ်တော့စင်းမစ်ကြောင့်ထိုးရမျိုးကတေချာမှထိုးရပါသည်လိုချင်တော့လျင်နောက်နောက်ကာလပြင်ရဖို့အလုံးခက်ခဲတာမျိုးပါတနည်းရေစာရေးဆရာတောင်လက်မောင်းမှာဆေးမိချောင်းထိုးထားတာတွေ့ရတောင်းကြည့်လေသူဟာကအယုံမဟုတ်ပဲစာလုံးများတာဖြစ်ပါ၏ဝိညာဉ်အသီးကိုလုံးဖြစ်သောချစ်ချင်းဝမ်းမြောက်ချင်း ငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းတစ္ဆာဆောက်ခြင်းနှူးညံ့သိမ်ဝင်ခြင်းကာမဂုဏ်ချုပ်တီးခြင်းကိုရေးသားထားရာလက်မောင်းနှင့်အပြစ်ပါပဲ။ဘာဖြစ်လို့များအဲ့ဒီစာလုံးတွေထိုးထားရတာလဲဆိုတော့သူကရေရွေ့မိသွားမှဆိုလို့လေခရိယံဖြစ်ပြီးဝိညာဉ်အသေးမသေးရသေးတာကိုတတိယအောင်လို့ဟု ဖြေပါသည်။ကုလက်မောင်းကိုကြည့်တိုင်းငါတို့ဖြစ်ဒီလိုဝိညာဉ်အသေးတွေသေးရမှာ ဆိုပြီးတော့အမတ်ရနေဖို့ဟူသောရည်ရွယ်ချက်ကလေးကထူးထူးဆန်းဆန်းနဲ့ကောင်းပါ၏လက်မပေါ်မှာရှိပြီးတစ်စစ်တက်၍နှလုံးသားမှာရှိဖို့ဖြစ်ပါသည်နှလုံးသားမှာဝိညာဉ်အသီးများဆွဲမြဲနေပြီဆိုရင်တော့လှုပ်ဆောင်နိုင်ဖို့ အသက်ရှင်နေစဉ်စိတ်ကြံအားထုတ်နိုင်ဖို့မခက်ခဲတော့ပါကျွန်တော်တစ်ဖို့သောစိတ်မိကြောင့်တစ်တူအများတက်ကဒီဟာတစ်ခုကိုတော့နှစ်သက်မိပါသည် တကယ်လဲသူပုဂ္ဂိုလ်သည်ဝိညာဉ်အသီးသီးနိုင်ဖို့ကြိုးစား၍အသက်ရှင်တော်သူ ဖြစ်ပါ၏ယနေ့ကျွန်တော်တို့လက်မောင်းပေါ်မှာဆင်းမိကြောင်တစ်ခု မဖြစ်မနေထိုးရမည်ဆိုရင်ဘယ်အယုတ်ဘယ်စာလုံးကိုထိုးနှံထားမှလဲယနေ့ကျွန်တော်တို့နှလုံးသားမှာဆွဲမြဲရမည်အရာတစ်ခုမဖြစ်မနေရှိနေရမည်ဆိုလျေအဘေသဘောတရားအဘေဩဝါဒများကိုလက်ခံထားမှလဲဇာတိပဂတိ၌မျိုးစစ်ကျသောသူသည်ဇာတိပဂတိအဖြစ် ပုတ်ပြက်ခြင်းအသင်းနံကို ရေရမည်ဝိညာဉ်ပဂတိ၌မျိုးစစ်ကျဲသောသူသည်ဝိညာဉ်ပဂတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအသင်းနံကိုရေရလိမ့်မည်ဂလာတိဩရာစာခန်းကြီး6ငယ်ရှိဝိညာဉ်အသီးသီးချင်းသည်ဖျားခင်ဘုံတော်ကိုထင်ရှားစေသောအသက်ရှင်မှု lifestyle ဖြစ်ပါသည်ဝိညာဉ်အသီးကိုလုံးကိုကြိုးစား၍သီးချင်းဖြင့်သခင်ဖျားအလိုတော်အတိုင်းဖြစ်စေရပါမည်သို့မဟုတ်လျှင်တစ်နှစ်တာအတွက် တောင်းပန်ပေးသောဥယျာဉ်ဆောင်ဤစူးစမ်းမှုကအချင်းနည်းဖြစ်သွားပါလိမ့်မည်။တခေဖျား၏ကျင့်ချင်းစားကောင်းကြီးပေးခြင်းကို လိုအပ်ခဲ့လိုလားခဲ့ပါလျင်ဝိညာဉ်အသီးများကိုစူးစမ်း၍တီးပေးဖို့ဝန်တာရှိပါ၏။နေ့စဉ်သက်တာမှာဖျားရှင်ကောင်းကြီးပေးခြင်းကိုအယောက်စီတိုင်းခံစားကြရပါစေဟုနာမတော်မြတ်၌ဆုတောင်းပါ၏။ကိုရောနှင့်ကျွန်ုပ်ဆိုင်သောကြောင့်ဖြစ်ပါ၏။ ပြည့်ပြုံွင့်ခြင်းမျိုးမျိုးကိုရောဖို့ဆိုမီကိုရောမြက်သည်အကျွန်ုပ်ဤကဲ့ချို့ရှင်ပေကိုရောကိုချစ်ခဲ့ဘူးလင် ခုပင်ဖြစ်ချေယေရှုရှင်ကိုရောကိုချစ်ပါ၏ကျူမက်စီ987 My Jesus I love thee ဤတရားဟောချက်ကိုဆရာဆိုရေးထားသောတနစ်တာတရားဟောချက်များ2025စာအုပ်ကနေကောင်းလို့တင်ပြပါသည်။နာဗောတဆင်သူများအားလုံးကြားဖြစ်တယ်မှာ မြိတ်သက်ဝမ်းမြောက်ခြင်းကိုခံစားရပါစေ